လူလောကလူငယ်လူရွယ်တွေအတွက်မတမတံမိုးရှိတယ်။သူပြောတာကတော့ဒီဆယ်ခုတဲ့အချက်ဆယ်ချက်ကိုသူပြောမှာ။ဇာနိပုပ္ပိအကရိတဝငငယ်ရေအဲ့ဒါလှုပ်ထားမဲ့အချက်ဆယ်ချက်တဲ့။နော်။အဲ့ဒါတွေကိုမလှုပ်ဘူးဆိုရင်တပစ္စမနုတ္တပတိ။အေး နောင်ရောက်တဲ့အခါကျတော့စိတ်ရှင်းရဲ့လိမ့်မယ်နောင်နာပူပန်ရလိမ့်မယ်လှုပ်တဲ့အချက်ဆက်ခုမင်းလှုပ်ထားပါလှုပ်ထားကြမလှုပ်ဘူးဆိုလို့ရှင်နောင်ကြတော့မှပူပန်တော့ကရောက်ကြလိမ့်မယ်ငါမလှုပ်မိတာမှားလိုက်တာလို့စိတ်ပူပန်နေကြပဲအဲ့ကြရင်တော့ဒုက္ခနဲ့တွေ့ကြမှာပေါ့ဒီလိုဆိုလို့ တော့နောင်တစကားတွေဆိုတာဟိုဘုရားလုတ်တဲ့လူတွေမှသာနောင်တစကားဆိုတာရှိတာလေဟုတ်တာလုတ်တဲ့လူကနောင်တမှမရှိတာအဲ့တော့သူပြောတဲ့နံပါတ်1ကဘာပြောတာတော့ဆိုရှင်းရှင်းလေးပါအောက်လက်တံဝိတ္တံတပ္ပတိလူဖြစ်လာလို့ရှိရင် ပစ္စည်းဥစ္စာရှာရမှာနော်ပစ္စည်းဥစ္စာရှာကိုရှာမရအောင်လို့အဲ့ဒီပစ္စည်းဥစ္စာကိုရအောင်မရှာနိုင်လို့ရှိရင်ဝိစာဝဏ်ကြီးခက်ခဲလိမ့်မယ်အဲ့ဒီကြားမှာပဲငါမရှာမိတာမှားတယ်လို့ဖြစ်မှာပဲစိတ်ပူပန်ရတယ်ပဲဆက်မရှိရင်စိတ်ပူပန်ရတယ်နောက်လဲကြည့်နောက်စီဆိုဘာမှစားကြမရှိဆိုစိတ်ပူတာပဲလေ အဲ့ပူပါမှုကပြောတာအလတ္တဝိတ္တံတပ်ပတိပစ္စည်းဥစ္စာဆိုတော့ရအောင်ရှာမယ်မင်းမရဘူးဆိုရင်စိတ်ပူရမှာပဲအဲ့ဒါပါလို့ဆိုပုပ္ပိအတ္တမှုထာနိတံငယ်ငယ်တုန်းကကြိုးစားပြီးတော့ဝိจิตနာတွေကိုရအောင်ရှာတယ်စုဆောင်ခဲ့တယ်စုရမယ်ငွေတွေစုလာခဲ့တယ်အဲ့ဒါဒီဟိုလှုပ်တဲ့လှုပ်ထိုက်တယ် အရှန်ရှာစုဆောင်မှုအလေးထားမြန်မာပြည်မှာ အားနည်းတယ်လို့ပြောမြန်မာလူမျိုးတွေမှာအားနည်းရှာရရသမျှအကုန်သုံးပြစ်ထားတယ်များတယ်ပေါ့နောက်ရေးသိမ့်မတွေ့ဘူးပေါ့နော်ရရစားစားဆော်ပြဖြစ်တယ်အိန္ဒိယနိုင်ငံသားတွေကျတော့စုဆောင်မှုအကောင်းတယ်နော်ချိုးချမ်းချမ်းစားပြီးတော့စုဆောင်ကြလို့ ဗမာပြည်ရောက်လာတဲ့အိန္ဒိယနိုင်ငံသားတွေကချမ်းသာသွားကြတာများတယ်။ဟုတ်ရှေတုန်းကတည်းကရောက်လာတဲ့လူတွေ။အဝတ်တထဲလန်ကူတီလေးနဲ့လာပြီးတော့တော်ကြတော့ကျူရယာဆိုင်ပိုင်ရှင်ကြီးဖြစ်သွားမုံရဘက်ကတကယ်ဇလန်လေးတပုတ်ပြောတာမှတ်ထားဘူးလေ။တော်တယ်မှာလွှတ်စင်ထောင်ပြီးတော့တစ်တိခွဲတာရှေတုန်းကတော့လွှတ်ဆက်တွေမရှိသေးတော့ ငမန်းဆွဲဆွဲလွှတ်ကြီးနဲ့ဆရာကအပေါ်ကတက်တုံးပေါ်ကတပည့်ကဟုတ်ပြေကြီးခြိုက်တဲ့ဆရာနှစ်ယောက်အဲ့ဒါတက်တုံးခွဲကြတာအဲ့ဒီတော့ကတက်တုံးခွဲတဲ့လူသမားတွေမှာ ကလားတယောက်ပါဗမာအခေါ်ကလားပေါ့လေအိန္ဒိယနိုင်ငံသားအဲ့ဒီဆရာလုတဲ့သူကဗမာ ကလားမို့သူကခေါ်ရယူခေါ်ရမို့ခွေးကလားလို့ခေါ်တာသူ့လို့တမဟိုခွေးကလားလာဆွဲနဲ့အဲ့လိုခေါ်တာအဲ့လိုနဲ့ဆရာတော်ပဲလောက်ကင်စားတော့သွားကြပြီးတော့7နှစ်လောက်ကြာတဲ့အခါကျတော့ခွေးကလားနဲ့မတွေ့တာ7နှစ်လောက်ကြာသွားတာအဲ့ဒီလွှတ်ဆရာကြီးကရှန်ကုန်ရောက်ခဲ့လွှတ်ကောင်းကောင်းလိုက်ရှာတာ ွားကောင်းလိုက်ရှာတော့ဈေးထဲမှာလွှားရှာရင်းနဲ့အက္ကလာတွေ့တာငါဆရာကြီးပဲဆိုပြီးတော့ပြေးပြီးတော့ခေါ်တာဆရာဆရာကျွန်တော်ခွေးကလားလေလို့ပြောခေါ်ပြီးတော့ဆရာပါရှာတာတော့ဆိုငါလွှားကောင်းကောင်းတို့ရှင်လို့လာလိုက်ခဲ့ကျွန်တော်ဆိုင်မှာရှိတယ်ဆိုသူကဆိုင်ကြီးနဲ့ဆိုင်ပိုင်ရှင်ဖြစ်နေဆိုင်ပိုင်ရှင်ဖြစ်နေဟိုလွှားသမားကြီးကလွှားဆွဲတော့မရှိရှဲလို့တော့မ ဟိုလူကအလုံသမားကတောင်ဆိုင်ပင်ရှင်ဖြစ်ပြီးတော့သူဆိုင်ကလွှတ်တောင်လက်ဆောင်ပေးလိုက်သေးတယ်ကဲအဆူဆောင်မှုနဲ့ကြိုးစားမှု꽈သွားတာပေါ့အဲ့ဒါကိုပြောတာသနာတဏ္ဍပင်အဒီကနေ့ခင်မှလည်းအဲ့ဒါပြောတာအလတ္တဝိတံတပ္ပတိပုပ္ပိအတမုထာလိတံပစ္စည်းကိုရှာပြီးတော့ဆူဆောင်ရမယ့်ဟာတွေကိုမဆူဆောင်မိဘူးဆိုလို့ရှိရင်တဲ့ နာပုပ္ပိဒနမေသိတံဣတိပစ္ဆာနုတ္တပတိငါငငယ်တော့ရှားရတဲ့နဲ့ဖြုံးပစ်ခဲ့တယ်ငါငငယ်တော့နော်ကြိုးစားပြီးတော့မရှားခဲ့ဘူးမဆုခဲ့ဘူးဒါကြောင့်မို့အသက်ကြီးတော့စားရမရှိတော့ဘူးဆိုပြီးတော့ပြန်ပြီးတော့စိတ်တော့ကရပါတယ်ဆုတဲ့လူတွေကတထေဖြစ်ကုန်ပြီသူကတထေဖြစ်တော့အဲ့ဒါကိုပြောတာမှန်တယ် ဒါလူလောကမှာတကယ်လို့ရမယ့်ကိစ္စတွေပဲဒါနိဗ္ဗာန်ရောက်ကြောင်းတရားလို့လည်းပြောလို့ရတယ်စီးပွားရေးအဆင်ပြေရင်နိဗ္ဗာန်ကိုသွားလို့လွယ်တယ်လေဒီဘုံမှာမိတီးပြီးတော့နိဗ္ဗာန်ရောက်ကြောင်းအကျင့်လို့လွယ်တာပေါ့စီးပွားရေးအဆင်မပြေတဲ့လူကဘယ်လိုလုပ်နိဗ္ဗာန်ရောက်ကြောင်းလုပ်လို့ရဒါနံပါတ်1ဟောငယ်စဉ်ခါစီးပွားဥစ္စာစ조사ရှာစွတ်စွတ်ဆောင်းဆောင်းထား မဟုတ်ရင်တက်ကြီးလာမှမရှာနိုင်တဲ့အခါမှာမင်းတောင်းတရလိမ့်မယ်ဒါတစ်ခုနောက်တစ်ခုကအဲ့တော့လူဆိုတာဘဝတစ်ခုကြုံကြုံချင်းသက်ဆက်ရှာဖို့လိုတယ်။ကိုယ်ကြည်တနာရှေ့မှာစူဆုံးထားမှာကုန်။နောက်လက်ကြည့်နောက်စီမဖြစ်သင့်ဘူး။ကိုယ်မှာစူးစူးဆောင်းဆောင်းရှိနေရမယ်နောက်ခံ။နောက်တစ်ခုကဘာလို့ဆိုစီးပွားရှာတယ်လို့ပဲ။ ပညာလည်းကြိုးစားသင့်မို့လို့တယ်ဒုတိယအချက်ကတัจ္ကြရူပံပုရိတန်တံဘယသိပ္ပံနတ်သိခိတံကိစ္ဆာဝုဒ္ဓိအသိပ္ပတနော်ဣတိပစ္ဆာနုတ္တပတိငယ်ရွယ်တဲ့အချိန်မှာပညာကိုကြိုးစားသင်ရမယ်လုံနိုင်တဲ့ငယ်တဲ့အချိန်မှာဆိုရင်တနေ့ကုန်လုံမပင်မှန်းဘူး တကြည်ရင်တော့မသိနိုင်ဘူး။ရရှိကောင်းတယ်နားကောင်းတယ်။သူကအင်အားရှိတယ်အဲ့ချိန်မှဆိုရင်အတတ်ပညာကိုတောင်းသိရမယ်။ဘာပဲဖြစ်ပညာမျိုးစုံတက်နေအောင်လုပ်ရမယ်။ပညာမျိုးစုံသင်ရမယ်တဲ့။ကြိုးစားပြီးတော့သင်ရမယ်။ဘာကြောင့်လို့ဆိုရင်ကိစ္ဆာဝုဒ္ဓိအသိပ္ပတ္တအတတ်ပညာမရှိရင်သမွေဝမ်းကြောင်းခက်တယ်တဲ့။ဟုတ်တယ်။ကိုတတ်တာလေးတခုရှိရင်အဲ့ဒီတတ်တာလေးကိုမိပြုပြီးသမွေကြောင်းဝမ်းကြောင်းလုပ်လို့ရတယ်။ အတ္တပညာမတက်ဘူးဆိုလို့ရှိရင်အသက်မွေးဖို့ခက်တယ်။ဒါကြောင့်ဘုရားရဲ့သင်္ခါမပညာကြိုးစားရှာပါ။ဖြူကြိုးစားတဲ့မှာမသိငယ်ဘူးဆိုရင်မင်းနောင်တရလိမ့်မယ်။တက်ကြီးမှတော့မင်းမသိနိုင်တော့ဘူး။ရစီရလည်းမကောင်း၊နားလည်းမကောင်း။သူကလည်းသိမလုံနိုင်ဘူးဆိုရင်သွားပြီးအဲ့ကြ။ဘာမှလည်းပညာမတက်ဘူးဆိုပြီးသွားမှလည်းမခိုင်းတော့။အဲ့ဒါဒုတိယချက် အဲ့တော့လူလောကရောက်လာလို့ရှင်သနသနမင်းလမ်းညွှန်ချက်ကဘာလို့ဆိုနံပါတ်1မင်းစီပါချာစုစုဆောင်ဆောင်ထားနံပါတ်2ကမင်းပညာရှာပညာမျိုးစုံတတ်အောင်သင်ဟောဒီနှစ်ခုပဲဒါလူငယ်လူရွယ်တွေအတွက်အရေးကြီးဆုံးဆုံးမချက်ပဲဒါเนาะတိုင်းသူပြည်သားတွေနော်စီပေါင်းဆက်ရအောင်ရှာကြအတတ်ပညာတတ်တတ်အောင်သင်ထားကြကိုပညာနဲ့ကိုလို့ဆောက်လို့ရဒီနှစ်ခု ေဟုတ်ပြီနောက်တတိယအနေနဲ့မပြောတော့ဆိုကုတဝေထီပုရိအသိပိတုနောပိဋိမန္တိကောစန္ဒောသဖုဒောသပိဣတိပစ္ဆာဒုတပတိလူဆိုတာစီပွားလဲရှားပညာလဲသင်အဲ့ဒီချိန်မှာယောသားဖြောင်းမှတ်ဖို့ကိုချင်းတရားကောင်းဖို့လိုတယ်တဲ့ မယိုးသားတဲ့ဘုရားဘာတော့ဆိုရင်ပတ်စံမရှိတော့သူကပတ်စံရှာတယ်ဘာနဲ့ရှာတော့ဆိုကောက်ကျစ်ဆင်းလဲတဲ့ဤတွေနဲ့ရှာဟိုလူဆရာပတ်စံခြီးသွားလိုက် ပြန်မပေးဘူးဒီလူဆရာပတ်စံခြီးသွားလိုက်ပြန်မပေးဘူးနော်လိမ့်လိမ့်လှည့်ပြားတယ်ကုတဝေတီပုရိအသေကောက်ကျစ်ဆင်းလဲတဲ့အတုလုပ်ပြီးတော့ရောင်းတယ်ပတ်စံရှာရပြီအဲ့ကြတော့ပညာနဲ့ရှာတာမဟုတ်တော့ဘူးအတုနဲ့ရှာလိမ့်လေပြီးတော့ပတ်စံရှာ ရှာပြီးတော့လူနှစ်ယောက်ကြားထဲမှာလည်းပဲခုခေတ်စကားနဲ့ဆိုရင်ဂျင်းထဲပေါ့ဟိုလူနဲ့ဒီလူမတက်အောင်လှုပ်တာတော့ဘာတွေဒါတွေလည်းလှုပ်တယ်ပိဋိမန်တိကောတဲ့သူများပိဋိမန်တိကဆိုတဲ့ကောင်ကပိဋိဆိုတာကြောမန္တဆိုတာအသာလူတယောက်ရဲ့ကြောသားကိုစားတယ်လို့အဓိပ္ပာယ်ရတယ်တိုက်ရိုက်အဓိပ္ပာယ်ဒါပေမဲ့ဒါဣရိယံစကားပေါ့ ပိဋိမန္တိကောဆိုတာဘာလို့ဆိုရင်နောက်ွယ်ကနေပြီးတော့တဆိုးလက်ဆောင်ယူပြီးဒီလူကိုဒုက္ခပေးနေဒုက္ခဩဘာလို့ဆိုလို့ရှိရင်တရားဆွဲတဲ့လူတွေတရားဥပဒေနိုင်အောင်သူကမြောက်ထိုးပင်ကောလုပ်တယ်ဒီအမှုသူအသူနိုင်အောင်လုပ်ပေးမယ်ဆိုတဲ့လူမျိုးပေါ့နော်သူကလို့ရှိရင်သူနိုင်အောင်လုပ်ပေးမယ် အမှုဘလောက်ပဲအဲအမှုကထင်ရှားနေနေသူကနေပြီးတော့ခိုးလူဆက်ပတ်စံယူပြီးတော့သူနိုင်အောင်မျိုးစုံလုပ်ပေးတယ်ခုခေတ်ဆိုရင်တော့ဘာခေါ်တော့ဩခေါ်တာရှိတယ်လေဩငှားတာပေါ့လူငှားပြီးတော့လှုပ်တာလေလော်ဘီဆိုတာလေလော်ဘီငှားထားပတ်စံပေးပြီးတော့သူနိုင်အောင်လုပ်တယ်လေ အဲ့လိုလောဘီငှားပြီးတော့စားတဲ့လူတွေကိုပိဋိမန်တိကလို့ခေါ်တယ်။သူများကြောကိုတော့ကနေဗမာစကားကတော့နောက်ကျောကနေဓာတ်နဲ့ထိုးတယ်လို့ပြောတာ။ဒီပါဠိကျတော့အဲ့လိုပါဠိစာပေမှာတော့အဲ့လိုမဆိုဘူး။သူကပါဆိုတော့ပိဋိမန်တိကောသူများကြောကုန်းကိုကြောသားကိုစားသူလို့ဆို။အဲနောက်ွယ်ကနေပြီးတော့မတရားလုပ်ပေးတဲ့လူကိုပြောတာ။ပတ်ဆံယူပြီးမတရားလုပ်ပေးတာ။ဒါရလည်းရှိတာပဲခုခေတ်လည်းရှိနေတာ။ စံဒေါသပြုဒေါသပြီးတယ်ကိုမူရလဲကြမ်းတယ်စိတ်သက်ကလည်းကြမ်းအဲ့တော့မဟုတ်တာဆိုအကုန်လုံးတယ်အဲ့ဒီမဟုတ်တာအကုန်လုံးတဲ့ပုဂ္ဂိုလ်ဟာလည်းပဲနောက်ဆုံးအချိန်ရောက်လို့ရှိရင်ငါမဟုတ်တာတွေလုံးတယ်ဆိုပြီးတော့တေခဏီးကြတော့စိတ်ပူပန်ရလိမ့်မယ်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာဒါမလုံးသိမှုလို့ပြောတယ်နောက်စတုထအချက်ကလည်းတူတယ်ဒုစရိုက်နဲ့ဆိုင်တယ် လူတယောက်ဟာငယ်ရွယ်စဉ်အခါမှာကောင်းကောင်းမွန်မွန်မနေပဲနဲ့ပါဏာတိပါတိပုရိအသိလှုပ်တော်စာပိအနာရိယဘူတနာနာဘစာဧတာဣတိပစ္ဆာနုတပတိအသက်အရွယ်ငယ်တဲ့အချိန်တော့ဆိုရင်တော့တော်ဘာဆိုလဲတတ်လိုက်တာပဲလူတတ်ရမယ်ဆိုလဲတတ်လိုက်တာနော်တတ်တယ်လှုပ်တော် စိတ်တက်ကကျန်းတဲ့ရဲဆက်တယ်အနာရီရောလူတော်လူကောင်းစိတ်မရှိဘူးလူစိတ်မရှိဘူးဘူတနာနာပစာယိတ်တန်စာဘယ်သူမှကိမဆိုင်ဘူးအကျဉ်းတရားမေတ္တာတရားကင်းမဲ့တယ်ဘက်ဆက်ပေးရင်တော့လှုပ်တာပဲဘယ်သူတတ်ဆိုရင်လည်းငားရင်လိုက်တတ်တာဟောအဲ့လိုပုဂ္ဂိုလ်မျိုးတွေအဲ့လိုလှုပ်ပြီးနောက်နောက်ချိန်ရောက်လာတဲ့အခါကျရင်တဲ့ မနေရလို့သိတဲ့အခါကြလို့ရှင် သူလုတ်သူလုတ်ရက်ဒီပေါ်မှာသူဟာဆင်းရဲဒုက္ခတွေရောက်တော့မှာပဲစိတ်ပူပန်မှုတွေဖြစ်တယ်ကိုလို့တာကောင်းမှမကောင်းတော့နော်မကောင်းတဲ့အတွက်စိတ်ပူရတယ်အဲ့တော့ကိုချင်းတရားပြက်ပြားပြီးတော့ဒါစီဝါရှာတဲ့နေနှစ်ခုပဲနော်အာဂတိလိုက်စားပြီးတော့စီဝါရှာတယ်မတရားနောက်ွယ်အနေပြီးတော့စီဝါရှာတယ် နောက်သူများသက်တက်ပြီးတော့စီးပွားရှာတယ်ကျန်တဲ့ရဆက်တယ်ဘယ်သူ့ဘုံမှာကျန်တဲ့တရားမထားဘူးဆိုတာအဲ့ဒါတွေမလုပ်ပါနဲ့ဒါဒုဆက်နှမျိုးကိုဒီမှာဖော်ပြထားပြီနောက်နောက်တစ်ခုကဘဟုသူဝတ္တတန်တိသူအနာပါတိသူအဋ္ဌိသူအနာပါဒာသူအဋ္ဌိသူပရဒါရာအာသေဝေဒံဣတိပိဿောနုတ္တပတိ နောက်ဆုံးချက်ကတော့ယောက်ျားတွေအဓိကထားပြီးတော့ပြောတဲ့စကားတစ်ခုပေါ့နော်လောကမှာတဲ့အမျိုးသမီးအိမ်တော်မရှိတဲ့အမျိုးသမီးတွေအများရှိတာပဲတဲ့အဲ့တော့အိမ်တော်မရှိတဲ့အမျိုးသမီးနဲ့ဒီမနေပါပဲနဲ့အိမ်တော်ရှိတဲ့အမျိုးသမီးကိုသွားပြီးတော့ဖောက်ပြန်တဲ့သူတွေပြဋ္ဌာန်းတာပေါ့နော်အဲ့လိုဖောက်ပြန်လို့ရှိရင်လည်းပဲ သူကတော့ရပူပန်ရတတ်တယ်ကိုချင်းတရားပြက်ပြားတာမကောင်းတဲ့အကြောင်းဒါအများစုကကိုချင်းတရားပြက်ပြားတယ်လို့ဒါကိုထည့်ပြီးတော့ပြောထားတာနော်အဲသူတော်ဘာမယားမပြင်းမှန်းနဲ့လို့ဆိုလို့တယ်ပေါ့သူတော်ဘာမယားမပြင်းမှန်းနဲ့သူများဥစ္စာကိုလိန်ညမယူနဲ့သူတော်ဘာအသက်ကိုတပ်ဖြတ်ရက်ဆက်တာတွေမလုံးနဲ့သူတော်ဘာမယားမပြင်းမှန်းနဲ့ဆိုတဲ့ဒီဒီ Pada hari nak kami Arinadana biasa Sarave di tunggu. Thay biro piora No Pong lai di tunggu. ku Eri lu Nama tiga Wujirina u ngaya yang masyagera aje. Nama tiga Adabnya nyata u matengera ye Nama tong li ngaga paro ကိုချင်းတရားပြပြခဲ့တာ၄ပါဏာတိပါဒအရိဏဒါနကာမိတမိဆာဆာရဆိုရကိုချင်းတရားပြပြပြခဲ့တာအဲ့ဒီကနေပြီးတော့ဒါတွေကမလုံးသိနာတွေကိုရှောင်းမယ်နောက်တစ်ခါလုံးသိနာမလုံးတာလည်းရှိသေးတယ်ဘဟုံမိဝတ္တတန္တမိအာနာပါဏိဥပတိတေကိုမပစ္စည်းဥစ္စာလည်းတတ်နိုင်တယ်စားစရာတောက်စရာတွေလည်းရှိတယ်အဲ့လိုရှိရတဲ့ ဘသူကိုမှပေးကမ်းထောက်ပံ့ခဲ့ခြင်းမရှိဘူးဆိုတဲ့လူတယောက်ဟာရှိတော့မပေးခဲ့လို့နောင်ကြရင်တော့သူဟာဘသူမှထောက်ပံ့မှုတဲ့ပုဂ္ဂိုလ်မဟုတ်သည့်အတွက်ကြောင့်ငါဘသူမှလည်းမလူခဲ့ဘူးငါပေါ်တော့ကခုကြတော့ငါတောင်စားစရာမရှိဘူးဆိုဖြစ်လာစိတ်တပူပန်ရတယ်တဲ့ဒါကနောက်တစ်ခုကတော့ဘာလို့ဆိုမိဘနဲ့ပတ်သက်လာမန္တရံပိတရံစာပိ စေနကံကတယုတ်ပနဘဟုတံတော့နဘောတိတ်တံတပ္ပိစ္ဆာမတုဣတိပိစ္ဆာမတုတပ္ပတိအမိဖေးတွေတဲ့ကြီးလာတဲ့အခါမှာငါထောက်ပတ်နိုင်ရတဲ့နဲ့ငါအမိဖေးတွေမထောက်ပတ်ခဲ့ဘူးအမိလည်းတည်သွား၏ဖေးလည်းတည်သွား၏ငါဘာမှမလုပ်လုပ်ခဲ့နိုင်ဘူးဆိုပြီးတော့နောက်ဆုံးမှာသူကနောက်တတ်ပြုပန်ရတတ်တယ်အဲ့ဒါငါအမိဖေးတွေအတွက်ဘာမှမလုပ်ခဲ့ရဘူး နောက်တစ်ခုကတော့အာစရိယမနုတ္တထာနာတဗ္ဗကမ္မရတံဟရာပိတရံအတိမိညိတာအဖေရှိတဲ့အချိန်မှာအဖေစကားကိုနားမထောင်ပဲနဲ့ခမားကြီးခင့်မမိပါဘူးကိုနေရကိုနေသမ်းမှလို့အဖေပေါ်မှာတားတလာချီးပြီးတော့လှုပ်ခဲ့တာတွေနဲ့ပတ်သက်ပြီးသူကတောင်းတပူပန်ရတတ်တယ်ပြိပစကားကိုအဲ့လိုမလုပ်ရဘူးလို့ဆိုလို့လည်းပေါ့နော်ဒါလည်း တော့မိဘကိုယူသိနေစားဖို့ဆိုပြီးဆုံးမလာအဲ့ဒါကြီးပြီးတဲ့အခါကျတော့နောက်ဆုံးမလာတော့သမဏေပြမဏေစာပြီသီလဝန္တိဘဟုတုတေနာပုပ္ပေနာပုပ္ပိပရိပာပရိယုပယိတံဣတိပိစ္ဆာမနုတပတိအချင်းကောင်းတဲ့ကုချင်းသီလနဲ့ပြည့်စုံတဲ့ဘောဓိရကျွတ်သွားတဲ့သမဏပြမဏတွေ ဟုတ်လားတမနာပြမနာဆိုတာဘာသာရေးပေါ့နော်ခုဆိုရင်တော့ယဟန်တန်ငါးတွေပေါ့ဒီလိုပြောလို့ရတာပေါ့အဲ့လိုယဟန်တန်ငါးတွေကို ချင်းကပ်ပြီးတော့မတိသေးတာတွေသိအောင်မတိသေးတာတွေသိအောင်သိတာတွေကိုပို့ပြီးတော့ရှင်းလင်းအောင်စိတ်ကပ်မေးမြခြင်းမလုပ်ခဲ့ဘူးဆိုပြီးတော့ဆိုလို့ရှိရင်လည်းနောင်တပူပါရတတ်တယ်တဲ့အဲ့ဒီပုဂ္ဂိုလ်ကနော် နောင်တပူပဟတာပဲဒါလဲငါဒီရံပုံနာတွေရဲ့တမနာပြမနာတွေကိုချင့်ကပ်ပြီးတော့ဒီအသိပညာရရှိအောင်မလုပ်ခဲ့ဘူးတရားစကားတွေနားမထောင်ခဲ့ဘူးတရားအသိတွေမရခဲ့ဘူးဆိုပြီးတော့စိတ်ပူပန်ရတတ်တယ်တဲ့နောက်ဆုံးတစ်ချက်ကပါတော့တာဓုဟောတိတပောစိန်တော့ တန်တော်စာပြုပါ၏တိတော်နာစာပုတ်ပြီးတပောစိန်တော်ဣတိပိစ္ဆာနုတပတိအသက်ရွယ်ငယ်တဲ့အချိန်လုံနိုင်တဲ့အချိန်တုန်းကသူစိုက်တရားဆိုကိုချင်းတရားတွေကိုချင့်ကြအောင်ချင့်ကြကြုပ်ကိုအထောဥပမာဥပုသ်ဆောင်ရမယ့်အချိန်စောင့်နေနော်ကောင်းတဲ့လုပ်တွေဥပုသ်ဆောင်နေတရားထိုင်နေဒီလိုဟာမျိုးတွေလုံသိမ့်လုံထိုက်တယ်ပေါ့နော် ဲ့ဥပုသ်ဆောင်ခြင်းတရားထိုင်ခြင်းဆိုတဲ့ဒီလိုကိစ္စတွေဟာငါမလုပ်ခဲ့ဘူးတလားလေးတဲ့ဥပုတခါမှမဆောင်ဘူးဆိုတာမျိုးတွေဖြစ်လာတာတေခဏီးကြတော့သူများတွေဥပုသ်ဆောင်တဲ့လူတွေသူတော်လူကောင်းတွေနဲ့တွေ့တဲ့အခါငါမလုံမိဘူးဆိုပြီးတော့ပူပန်ရတတ်တယ်တဲ့အလုံးပေါင်းတော့ဆယ်ချက်ပဲနော်